ရင်မလင်ရဲ့အောင်ပွဲနေ့အခမ်းအနားတွေမကျင်းပမီကဗလာဂျီမာပူတင်ရဲ့ရှီကျင်းဖျင်တို့ကအနောက်နိုင်ငံတွေကိုအာခံကြောင်းကျတဲ့ပရင်းကမော်စကိုမှာပြသလိုက်ကြပါတယ် အဲ့ဒီခန္ဓာကျင်းပနိုင်မှုပူတင်အမိန့်ပေးထားတဲ့၃ရက်ကြာအပြည့်အဝကိုရုရှားကချိုးဖောက်ခဲ့ကြောင်းယူကရိန်းကဆွဆွဲပြောကြားထားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းနာဇီဂျာမနီကိုအနိုင်ယူခဲ့တဲ့နှစ်80ပြည့်အောင်ပွဲအခမ်းအနားကိုတောက်ကြာနေ့မှာကြီးမားတဲ့စစ်ရေးပြပွဲနဲ့ကျင်းပမှာဖြစ်ပြီးတက်ရောက်ကြမဲ့နိုင်ငံခေါင်းဆောင်20ကျော်မှာတရုတ်သမ္မတလည်းအပါအဝင်ဖြစ်ပါတယ်။ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်၃နှစ်ထဲဝင်လာချိန်မှာအခုအခမ်းအနားကျင်းပတာဖြစ်ပါတယ်။ ရှင်နဲ့၃နိုင်ကြော်ကြာဆွေးနွေးပြီးတဲ့နောက်ပူတင်ကတရင်တော်တွေကိုခေါင်းဆောင်နှစ်ဦးအစင်လာနှွေးထွေးရင်းနှီးစွာဆွေးနွေးခဲ့ကြရလို့ပြောပါတယ်။တရုတ်ခေါင်းဆောင်ကို သူကချစ်လွတ်စွာသောမိတ်ဆွေလို့ယူညွန်းပြောကြားထားပါတယ်။ကတောင်းကင်းဖြစ်နေတဲ့ကဘာကြီးအတွက်ပေကျင်းနဲ့မော်စကိုဆက်ဆံရေးကအပြုတ်သဘောဆောင်တဲ့စွမ်းအင်ကိုယူဆောင်လာခဲ့တယ်လို့ရှီကအစိုးပိုင်းကပြောထားပါတယ်။ တဲ့နိုင်ငံလုံးကဘူဂျာအနိုင်ကျင့်ခြင်းကိုအခိုင်အမာစွာဆန့်ကျင်တယ်လို့သူကပြောပါတယ်။ဒါဟာအမေရိကန်ကိုယီညွန်းဝေဖန်ပြောကြတာဖြစ်ပါတယ်။ပူရထုတ်ပြန်ကြေညာချက်ကိုဂရမလင်ကနောက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ ဒါကအမေရိကန်တမရဒေါ်နန်ထရန်ရဲ့အမေရိကန်အတွက်တန်ခေါမိုးလို့ခေါ်ဆိုရဲအကာတအခြေဆိုင်ဒုံးကြီးအကာအွယ်ကိုနက်နက်ရှိုင်းရှိုင်းမတီးမငြိမ်ဖြစ်စေတယ်လို့ဖော်ပြထားပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကရုရှားကတူတပ်ဖွဲ့တွေကိုယူကရိန်းကိုဝင်တိုက်ဖို့အမိန့်ပေးပြီးကြတဲ့က ပေကျင်းကဒီပရိပခရီမှာဂျာနယ်အဖြစ်ယက်တည်ခဲ့တာပါဒါပေမဲ့အနောက်နိုင်ငံတွေကတရုတ်ဟာရုရှားကိုစီးပွားရေးတန်တမာရေးတို့အရကူညီနေတယ်လို့ဆွဲထားပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာ Myanmar ဝေဖန်ခြင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။